မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ယေရှုတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှာသင်တို့ဘောသူသက်ရောက်ပါစေ။ဖျားရှင်ရဲ့ယေရှုတော်ကိုချီးမွမ်းပါရစေ။ကျွန်ယေရှုတော်ကြောင့်2025ခုနှစ်အောက်တိုဘာလ22ရက်နေ့တို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားသခင်ကိုယေရှုတင်ပါရစေ။ဆုတောင်းကြပါစို့။အဖဖေကနှုတ်ဝတ်တော်အဖြစ်တိဆောက်ဆရာဖြစ်စီပါ။နေ့ရက်စင်တိုင်းကြည့်ရှုသူအားလုံးကိုကောင်းချီးပေးတယ်။အခုကျွန်တော်ပြောတာချက်ကိုရောပြောခြင်းသာဖြစ်စီပါ။ခေရှုနာမအားဖြင့် ဆုတောင်းခဲ့ဝေငှပါလေဖေဟာအာမင်ဖျောက်ရှင်ရဲ့ကျေးဇော်ကိုချီးမွမ်းပါလေကျွန်တော်ဆာလံချမ်းကိုခြုံငုံလိလာတာတခုမြောက်သောဆာလံတွေ150ခုမြောက်သောဆာလံတီလိလာတာဒီနေ့ဆိုကျွန်တော်130ခုမြောက်သောဆာလံကိုရောက်ပြီဖြစ်တယ်အဲ့တော့ခြုံငုံလိလာတယ်ဆိုတဲ့အတိုင်းပဲတခုမြောက်သောဆာလံတွေ130ခုမြောက်သောဆာလံကိုကျွန်တော်ကတကြမ်းချင်းစီတခန်းချင်းစီပေါ့နော်ခြုံပြီးတော့ပဲကျွန်တော်တို့နားထောင်နေတာဖြစ်တယ် အခုတော့121ခုမြောက်သောဆာလံကိုရောက်ပြီအဲ့တော့121ခုမြောက်သောဆာလံနဲ့121ခုမြောက်သောဆာလံကဖယားသခင်နဲ့ဆိုင်သောလူများဒီအကြောင်းအရာကိုရေးထားတယ်အဲ့တော့ဒီ121နဲ့121ကိုဖတ်ရင်ဖယားသခင်နဲ့ဆိုင်တဲ့လူတွေရဲ့အကြောင်းကိုတွေ့ရမယ်ကဲပြောတဲ့ကိနေဆိုင်တဲ့လူတွေဆိုတာဘယ်သူ့ကိုပြောတာလဲကျွန်တော်ဖတ်ပြခြင်းနဲ့121ခုမြောက်သောဆာလံပိုင်ငယ်10မှာထောက်ရပြောကိုကြောက်ရွံ့သောသဘောသည်ပညာ၏အချုပ်ချာဖြစ်၏ ပညာတော်တို့ကိုစောင့်ရှောက်သမျှသောသူတို့သည် ကောင်းသောဉာဏ်ရှိကြ၏ဂုံအသေးတော်သည်အစင်မြေတည်သည်အာမင်တရား၁၀ခုမြောက်သောဆာလံပိုင်းငယ်၁၀အော်ဘုရားသခင်နဲ့ဆိုင်နေသူဆိုတာဘုရားကိုကြောက်တယ်နှုတ်ဘတော်တိုင်းသက်ရှင်တယ်ကောင်းသောဉာဏ်ကိုလည်းဘုရားပေးတယ်ဂုံအသေးလည်းမြဲတယ်ဘသူကြောက်လို့လဲဘုရားသခင်ကိုကြောက်ဘသူလူဖြစ်နေလဲဘုရားလူဖြစ်နေဘသူနဲ့ဆိုင်လဲဘုရားနဲ့ဆိုင်တယ် ဘာတော်သက်ရှင်နေလဲလောကတော်မဟုတ်ဖရာတော်သက်ရှင်နေဘသူစကားလွမ်းမိုးနေလဲဖရာစကားလွမ်းမိုးနေအဲလိုလူမျိုးဘုရားသခင်နဲ့ဆိုင်သောလူမျိုးများလို့ခေါ်ပါလေဒါကြောင့်ဘုရားသခင်နဲ့ဆိုင်တဲ့လူတွေကိုဘုရားကတာဝန်ယူတယ်လောကနဲ့ဆိုင်တဲ့သူတွေကိုတော့ကိုယ်တာဝန်ပဲကိုယ်ယူရတယ်တောင်းတရားလောကနဲ့ဆိုင်သူလားဘုရားနဲ့ဆိုင်သူလားဆိုတော့ပြန်ပြီးစင်ကျင်ဖို့ဖြစ်ပါတယ် တယောက်တည်း22ခုမြောက်သောဆာလာမလည်းအဲ့လိုပဲဘုရားသခင်နဲ့ဆိုင်တဲ့လူတွေကဘလို့ကောင်းကြီးရလဲဘယ်လိုမျိုးထို့ဘုရားတာဝန်ယူလဲကြောင့်ဖတ်ပြမယ်22ခုမြောက်သောဆာလာပိုက်ခဲ့1နှစ်မှာထာဝရဘုရားကိုကြောက်ရွံ့၍ပြည့်ညက်တော်တို့၌အလွန်မွေ့လျောသောသူသည်မင်္ဂလာရှိထို့သူဤသားမီးတို့သည်မိဘမှာအားချီးကြလိမ့်အဲ့ဒါဘုရားကိုကြောက်ပြီးတော့ပြည့်ညက်တော်မှာအလွန်မွေ့လျောတဲ့သူကမင်္ဂလာရှိပြီးသားအလောကီမှာအမင်္ဂလာတွေများစွာရှိပေမဲ့ဘုရားကြောက်တဲ့သူမှာဝါမင်္ဂလာပါပြီးသား ဘာကြောင့်လဲဆိုတော့ဘုရားကြောက်တဲ့သူကဘုရားမကြိုက်တာလုတ်ကိုမလုတ်တာဒါကြောင့်အဲဘုရားမကြိုက်တာမလုတ်တဲ့တောင်သူ့ထဲမှာမင်္ဂလာရှိနေတာဒါကိုပြောချင်အဲ့ဒါဘုရားသခင်နဲ့ဆိုင်သောလူများလို့ခေါ်ပါတယ်ဒါကြောင့်အဲဘုရားသခင်နဲ့ဆိုင်တဲ့လူဘုရား၌မွေ့လျော်တဲ့သူရဲ့သားစဉ်မျိုးဆက်ကမျိုးပေါ်မှာအာပြတ်မှမပြောဘူးအာယော့မယ်အာယုတ်မယ်အာကုန်မယ်အာချိနဲ့မယ်လို့မပြောဘူး အားကြီးမယ်လို့ပြောတယ်ကျွန်တော်ပြန်ဖတ်ပြခြင်းနဲ့တရားဆက်2ခုမြောက်သောစာလံပိုက်ငယ်1နဲ့ထောက်ပြကိုကြောက်ရွံ့၍ပြည့်ညတ်တော်၌အလုံးမွေလျော်သောသူတို့သည်မင်္ဂလာရှိကြ၏ထိုသူဤသာမီးတို့သည်မြေပေါ်မှအားကြီးကြလိမ့်မည်အာမင်တောင်ပြခြင်းနဲ့ဆိုင်သောလူဆိုတာအဲ့ဒါကိုပြောတာ ဟောဘုရားခင်နဲ့ဆိုင်သောလူတွေကိုဘုရားခင်ကပဲတာဝန်ယူတယ်ဆိုရဲအကြောင်းအရာတွေကို132ခုမြောက်သောဆာလ132ခုမြောက်သောဆာလမှာဖော်ပြထားတာဖြစ်ပါတယ်ကဲနောက်133ခုမြောက်သောဆာလနဲ့134ခုမြောက်သောဆာလမှာဘာဖော်ပြလဲဆိုတော့မျောလင့်ချက်များကွယ်ပြောက်သွားတာအဘောမှာတခါဒီမျောလင့်ချက်တွေကွယ်ပြောက်သွားပြီမေဟာဘုရားခင်အားဖြင့်ပဲဝမ်းမြောက်ခြင်းရှိတယ်မျောလင့်ချက်တွေမဲ့သွားတဲ့အခါလေးရှိတတ်တယ် ဲသို့တော်ညာလဲဝမ်းမြောက်ခြင်းအားလုံးကဘုသူအဖြစ်မဲရမလဲဖီးယားသခင်အဖြစ်မဲရအဲဒီကြောင့်ရောက်ကိုရေးထားတာပါလေ133ခုမြောက်သောဆာလံနဲ့134ခုမြောက်သောဆာလံဖြစ်တယ်ကျွန်နေနေဖတ်ပြခြင်းပါလေ133ခုမြောက်သောဆာလံပိုက်ငယ်3မှာနေထွက်ရာမသည်နေဝင်ရာတိုင်အောင်ထာဝရဘုရား၏နာမတော်ကို နာမတော်သည်ချီးမွမ်းပွေဖြစ်၏အာမင်။ဟိုနေထွက်တဲ့ချိန်ကနေနေဝင်တဲ့ချိန်ထိ ဖယားနာမချီးမွမ်းပွဲပဲအဲဒီကနေ့ဘဝမှာမြောင်းလင်းချက်တွေပြောက်ကွယ်သွားလောက်အောင်လောကရဲ့ရိုက်ခတ်မှု ရှိပေမဲ့တဲ့မိုးလင်းနေထွက်တဲ့ချိန်ကနေနေဝင်တဲ့ချိန်ထိကျွန်ရဲ့မြောင်းလင်းချက်ကဘယ်သူမှပဲရှိရမလဲဖယားသခင်မှပဲရှိရမှာ တောက်ဖို့ပြရမယ်အဲချီးမွမ်းတဲ့သူယုံကြည်တဲ့သူအားကိုးတဲ့သူမျော်လင့်တဲ့သူဖះနဲ့သွာလာတဲ့သူရဲ့မျော်လင့်ချက်ကဖះရှင်ရှိမှာပဲရှိတယ်ဆိုတော့ကိုတတရ73ခုမြောက်သောဆာလာနဲ့တတရ74ခုမြောက်သောဆာလာဖို့ပြကဲနောက်တတရ74ခုမြောက်သောဆာလာမိုက်ငယ်၈ကျော်ဖတ်ပြမယ်ဖះသခင်သည်ကြောက်ကိုရေးကမိကြောက်ကိုစမ်းရည်တွင် ဖြစ်တော်မူသည်နော်ဖះသခင်ကားတဲ့ကြောက်ကိုရေးခံဖြစ်အောင်လုပ်နိုင် က်ဆိုဘလို့ရေကန်ဖြစ်မလဲကြောက်ဆိုတာထုတ်လိုက်တာနဲ့အမုံမွားပဲထွက်တာရေဘလို့လို့ထွက်မယ်မဖြစ်နိုင်ပြောချင်တာမျောလင်းချက်တင်ဘလောက်ကွယ်ပြောက်ပါစေတဲ့ဖညာနဲ့သွားမျောလင်းချက်တွေပြန်ရှိတယ်တာကိုပြောချင်တာဒါကြောင့်ဘုရားသခင်ဒီကြောက်ကိုရေကန်မိကြောက်ကိုစမ်းရေတွင်ဖြစ်စေမိကြောက်ဆိုတာဘယ်လို့မှရေထွက်စရာအကြောင်းမရှိဘူးပူလောင်နေတာဒါပေမဲ့အဲဒီမိကြောက်ကိုဘာဖြစ်စေလဲစမ်းရေတွင်ဖြစ်စေတာဘုရားပဲ ဒါကြောင့်113ခုမြောက်သောဆာလံနဲ့114ခုမြောက်သောဆာလံကဘောမှာမြောင်းလင်းချက်တွေကွယ်ပြောက်ပြီမဲတဲ့ဖျားနေပဲသွားတဲ့ကြံကြံဖန်ဖန်ဘေးကပြန်ပြစ်စင်ပြီးမဲဆိုတဲ့အရာကိုဆာလံဆရာကဖော်ပြထားတာဖြစ်ပါတယ်။နောက်115ခုမြောက်သောဆာလံကနေ118ခုမြောက်သောဆာလံထိကဘာလေဆိုသေဘေးကနေကဲတင်တာဒေဂျရကိုကိုရေဖျားအသက်ရှင်တဲ့ကြောင်နဲ့အမျိုးစုံသောသေဘေးကနေလည်း ဲ့တင်နိုင်ပါတယ်တဲ့နားလျောင်ပြောရင်တော့ဘဝမှာလားလူသားမသေးတာစိတ်သေးသွားတာဘဝကြီးသေးသွားတာအများကြီးရှိတယ်တကယ်သေပြီးမျိုးမျိုးကနေကဲ့တင်နိုင်တာဖရားပဲနော်ဖရားပဲအဲ့တော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး135ခုမြောက်သောဆာလံနဲ့ကနေ138ခုမြောက်သောဆာလံဒီဖိုင်ရင်အဲ့မှာတွေ့ရတယ်နော်အဲ့ဒီ135 136ခုမြောက်သောဆာလံဘိုင်ရင်8ကိုကျော်ဖတ်ပြအောင် နော်ထောက်ကိုတော်ဒီကျွန်တော်ရဲ့အသက်ကိုသေခြင်းမှလကောက်အကျွန်တော်မျက်စိကိုမျက်ရည်ချခြင်းမှလကောက်ကျွန်တော်ခြေကိုထိမိ၍လဲခြင်းမှလကောက်ကယ်လွတ်တော်မူ၏အာမင်အဲ့တော့ဒါတရား၁၅ကနေတရား၁၈ထိဖတ်ရင်သေခြင်းမျိုးမျိုးတွေကကယ်နိုင်တာဖရားပဲယုံကြည်သူမှာတနည်းလူဟာသေသွားရင်လေအဲ့သေသွားပြီမဲ့ခန္ဓာသာသေတယ်အဲ့ဝိညာဉ်ကိုတနေ့ကောင်းငင်မှာပရိသုဘုံမှာပြန်ရှင်အောင် လုပ်ပေးနိုင်တာဘုရားပဲ ါကိုဆလန်ဆရာကြီးကတရား၁၅ကနေတရား၁၇ခွန်မှာဖော်ပြထားတယ်။ဒါကြောင့်ဖယောင်းချီးမွမ်းပါ အမျိုးမျိုးသောဟလာလောကရဲ့ရိုက်ခတ်မှုကြောင့်ဝိခန္ဓာသေးတာနှလုံးသားသေးတာဘဝသေးတာအမျိုးမျိုးသေခြင်းတရားတွေရင်ဆိုင်ရပေမဲ့ဖယောင်းသာချီးမွမ်းပါတဲ့သေခြင်းမျိုးမျိုးတွေကကယ်နိုင်တာထုတ်ပြပါပဲ။ ဒါကို315အနေ116ခွန်တိဖိုင်ရင်အကျွတ်တွေ့ရမှာဖြစ်တယ်။ကဲနောက်118ခုမြောက်သောဆာလာ118ခုမြောက်သောဆာလာဘာလဲဆိုတော့ဂျေဇုတော်ချီးမွမ်းတဲ့ဆာလာ။ဟာဒီဆာလာ118အငယ်၈ကနေ9ကတော့ကျွန်တော်အားလုံးသိတယ်နော်။ထောက်ပြနိုင်ခိုလုံခြင်းသည်လူကိုကူးစားခြင်းထက်တာပြီးကောင်းတယ်။ထောက်ပြနိုင်ခိုလုံခြင်းသည်မင်းကိုကူးစားခြင်းထက်တာပြီးကောင်းတယ်။အဲ့ဒါစံစာရဲ့အလေတဲ့တဲ့ကြတဲ့စံပိုက်လို့ပြောရင်မမောင်း။ဟောနားလည်အောင်ပြောရင်တော့ ကျိုးစားပြီးမသွားနဲ့ကိုးစားပြီးသွားဖျောက်သွားကိုးစားသင်မကယ်နိုင်တဲ့အရာတွေအားလုံးကိုသွားမကြည့်နဲ့ကြည့်လေစိတ်ကြဖို့ပဲရှိတာအဲ့ကယ်နိုင်တဲ့ဖျောက်သွားမျောကြည့်အဲ့ဘေးကရအောင်ကယ်မယ်အဲ့နာကို138ခုမြောက်သောစာလံပေါ်ပြထားတယ်ဒါကြောင့်အငယ်နစနဲ့128 20နှစ်ကျော်ထပ်ပတ်ပြမယ်တိုက်ကိုတီလုတ်တော်သူများပယ်ထားသောကြောက်သည်နောက်တစ်ပတ်တိုက်တော့အထွတ်ဖျားသူရောက်ထုံမှုရသည် ထာဝရဘုရားပြုတော်မူသောအမှုဖြစ်တရားဆက်ရှစ်ခုမြောက်သောဆာလာပိုင်ငယ်22မှ23တိုက်ကိုတီတဲ့သူတွေလှုပ်တဲ့အရာပယ်ထားတဲ့အရာကြောက်ကအိုးထိတ်ဆုံးပြန်ရောက်အဲ့ဒါမသိလို့တာလေထောက်ဖျားလို့အော်ဒါလည်းအောင်ပြောရင်တော့သင်ဘောမှာပယ်ခံရတာတို့ညှင်းခံရတာတို့အတိမပြုတ်မခံအတိမပြုတ်ခြင်းမခံရတာတို့ကိစ္စမရှိဘူးဖျားကြီးကတော့ဂျေဇုရောချီးမွမ်းပါ တနည်းသင်းကိုအထွတ်ဖျားထိတ်ဆုံးပြီးရအောင်လေထူဖျားကဆွတ်တင်နိုင်တယ်။ဒါကြောင့်ကြီးစွာမြမြချီမွားနဲ့ထူဖျားတက်နိုင်တယ်။တောင်းသူကတက်ဆစ်ကုမြသောစာရမိုင်း15မှာဒီလိုရေးတယ်ဖြောင့်မတော်သူဤနေရာ၌ဝမ်းမြောက်ခြင်းအတန်နဲ့ကယ်တင်ခြင်းအတန်ရှိနေရာတိုင်းမှာဝမ်းမြောက်ခြင်းနဲ့ကယ်တင်ခြင်းအတန်ရှိတာမဟုတ်ဘူးနော်ဖြောင့်မတော်သူရဲ့နေရာမှာပဲရှိတာဝမ်းမြောက်ခြင်းအတန်နဲ့ကယ်တင်ခြင်းအတန်ပြစ်ဆက်ပြောတယ်ထောက်ပြရည်လက်ရလက်သည်ကြီးတော်မှုကိုပြုတယ် ။အဒီကနေ့သင်မပြုတ်နိုင်တဲ့အရာတွေအားလုံးကဘုရားလက်ထဲအရင်ထိုဘုရားရဲ့လက်တော်ကကြီးတော်မူကိုပြုတ်တယ်။အဲ့ဒါတရား18ခုမြောက်သောဆာလမှာဒါအများကြီးပါအသေးစိတ်ရှင်းပြရင်အများကြီးပဲ။အငယ်6ကိုလည်းကျော်သိကြိုက်တယ်ဖတ်ပြမယ်တရား18 6သောပြာသည်ငါဘ၌ရှိတော်မူသည်ဖြစ်၍ကြောက်เสียမရှိလူသည်ငါ၌အဘယ်သို့ပြုနိုင်သနည်းဟာလေလုယာအဲ့တော့ဘဝမှာဘုရားသခင်သင်္ဘောမှာရှိနေသေးတဲ့ကြောက်เสียမလို့အဲ့ဒါကူတော့ရှိတယ်ဘုရားသခင်သင်္ဘောမှာမရှိဘူးဆိုရင်တော့သင်ကြုံးပြန်ပြီ တောင်တမရာကြီးအာဗရန်လင်ကွန်အမေရိကန်နိုင်ငံ16ရောက်မြောက်တမရာအာဗရန်လင်ကွန်ပြောတဲ့စကားကိုကျွန်တော်သိတဲ့ဘောကြားဘုရားသခင်ကတဲ့ကျွန်တော်ဘက်မှာရှိလားမရှိလားမမေးနဲ့တဲ့ကျွန်တော်ကသာဘုရားဘက်မှာရှိရလားကိုကိုကိုစင်ကျင်တဲ့တသိမှန်တဲ့စကားဘုရားကျွန်တော်ဘက်မှာရှိမယ်ပြောပြီးသားကျွန်တော်သာဘုရားဘက်မှာရှိဖို့ရည်ကြီးတာလောကဘက်မှာမหนีဖို့လောကသားလိုမတွေးဖို့လောကသားလိုမပြောဖို့လောကသားလိုအသက်မရှင်ဖို့အရေးကြီးတာ ဘုရားသခင်ကျွန်တော်ဘက်မှာရှိတယ်။ဒါကြောင့်တမန်တော်ကြီးလင်ကောကပြောတယ်ဘုရားသခင်ကျွန်တော်ဘက်မှာရှိလားမပြောနိုင်နဲ့ကျွန်တော်ကဘုရားဘက်မှာရှိလားအရင်စဉ်းစားတယ်။ဒါဒီကနေ့ကျွန်တော်စဉ်းစားရမယ်။ကျွန်တော်ဘုရားဘက်မှာရှိလား။ဘုရားကျွန်တော်ဘက်မှာရှိတယ်ပြောပြီးသား။ဒါကြောင့်ရှန်စုံနဲ့တူဘုရားရှိတယ်နော်။ရှန်စုံကဘုရားနဲ့တူမရှိဘူး။ပြန်ပြောမယ်ရှန်စုံနဲ့တူဘုရားရှိတယ်။ရှန်စုံကဘုရားနဲ့တူမရှိဘူး။ပြည့်တစားနဲ့အတူရှိနေတာ။ သူ့ဒုက္ခပေးမဲ့မိန်းမလေးနဲ့သူရှိနေတာသူ့အာရင်ပြုတ်မဲ့ဒူးဆိုင်ကြီးထဲမှာသူကနေနေတာစပင်ထဲမှာတော့ဘုရားကသူနဲ့ချင်းအောင်နေတယ်ကိန်းဝင်နေတယ်အောင်သူ့မှာခွန်အားတွေရှိနေတယ်ဒါပေမဲ့သူကဘုရားနဲ့သူမရှိဘူးဒူးဆိုင်နဲ့ရှိနေတယ်ရင်မှုတောက်စားခြင်းနေနဲ့ရှိတယ်မဟုတ်တာတွေလှုပ်ချင်းထဲမှာသူရှိနေတယ်တောင်းဒီနေ့ဘုရားသခင်ကကျွန်တော်ဘက်မှာရှိတဲ့တကြောင်ကျွန်တော်ဘုရားဘက်မှာရှိဖို့ပဲအရေးကြီးတာဒါတွေကိုဘယ်တော့မှဖော်ပြထားလဲ138ခုမြောက်သောဆာလမှာဖော်ပြထားတာဖြစ်ပါတယ် ဲနောက်116ခုမြောက်သောဆာလာနော်116ခုမြောက်သောဆာလာပါလေဆိုဘုရားသခင်နှုတ်ဘတော်ချစ်ချင်ဘုရားခင်နှုတ်ဘတော်ကျွန်တော်ဘလောက်ချစ်တယ်လဲဘုရားခင်နှုတ်ဘတော်ကျွန်တော်ချစ်ရတကယ်ကျွန်တော်တို့ချစ်တဲ့အသားမီးကိုချစ်တယ်မိသားစုကိုချစ်တယ်လောကယာရီချစ်တယ်ကျွန်တော်တို့မှာရှိတဲ့ပိုင်ဆိုင်မှုတွေကိုချစ်တယ်အဲ့ဒီထက်ပိုချစ်ရမှာဘုသူ့ပိုချစ်ရဘုရားသခင်ရဲ့နှုတ်ကပတ်တော်တောင်းဒီနှုတ်ကပတ်တော်ကိုချစ်တဲ့သူရဲ့အသက်တာမှာ ဘုရားသခင်နှုတ်ကပတ်တော်ကိုချစ်တဲ့သူရဲ့အသက်တာမှာအဲ့ဒီဘုရားရဲ့တာဝန်ယူခြင်းတွေကိုအမြဲတမ်းပါဖြစ်လေမြင်တွေ့ခံစားရ။ဒါကြောင့်ကျွန်တော်ကဘုရားသခင်ကို ချစ်ဖို့ပဲလိုတာ။နှုတ်ကပတ်တော်ကိုချစ်ဖို့ပဲလိုတာ။တောင်းလေဒီ90ခုမြောက်သောဆာလအပိုင်ရဲ့ဆောက်လေးမှာဒီလိုပြောတယ်။သူဒီငါကိုချစ်တော်ကြောင့်သူကငါကဲနှုတ်အဲ့တော့ဘုရားသခင်က အချားရရှိခြင်းပေါ်မှာကဲနှုတ်တာမဟုတ်ပါဘူးသူ့ကိုချစ်နေခြင်းပေါ်မှာသူကဲနှုတ်တာဗျအတိတ်မှာဟိုကဒီရီရှိနေလို့သူကဲတာမဟုတ်ဘူးသူ့ကိုချစ်နေတဲ့သူပဲသူကကဲတာအဲ့တော့ယေကြည်တာကကျွန်တော်အိမ်ဒီမှာမြင်ဆင်ခြင်းရမှာတို့အိမ်ကဖျားချစ်သလားတို့အိမ်ကဖျားနဲ့သွားလာသလားတို့အိမ်ကဖျားနဲ့တကယ့်ကိုနှီးစပ်မှုရှိသလားအဲ့ဒါယေကြည်တယ် အဲ့ဒီပေါ်မှာဘုရားရဲ့ကယ်နှုတ်ခြင်းကိုကျွန်တော်ဘာလို့ရမလဲခံစားရမယ်။ဒါကြောင့်လေဒီဘုရားသခင်နှုတ်ကပတ်တော်ကိုချစ်ခြင်းဆိုတာကဒီအကြောင်းအရာကိုပြောတာ119ခုမြောက်သောဆာလံကိုပေါ်ပြခြင်းဖြစ်ပါလေ။တောင်ဘုရားခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ချစ်ရ။တောင်လေ119ခုမြောက်သောဆာလံပိုင်းကတင့်ပါလေလို့ရေးထားတယ်။တောင်ဘုရားဤတရားလမ်း၌မလွဲမတိန်လိုက်သွားသောသူတို့သည်မင်္ဂလာရှိတယ်။ လူတယောက်ကလည်းမင်္ဂလာရှိခြင်းရဲ့ဖခင်ရဲ့နှုတ်ဘတော်နဲ့မလွဲနဲ့မတိန်နဲ့ဖခင်ရဲ့နှုတ်ဘတော်တိုင်းအသက်ရှင်နဲ့အဲ့ဒီလူကမင်္ဂလာပဲနောက်လည်းအောင်ပြောရင်တော့ဘုရားကိုချစ်တဲ့သက်တာနဲ့အသက်ရှင်နဲ့ပေတရ19ငယ်9မှာလိုရေးတယ်လူပြိုစီမိမိသွားသောလမ်းကိုအဘယ်သို့တန့်ရှင်းစေနိုင်မည်နည်းဟူမူကနှုတ်ဘတော်တိုင်းတတိပြုပါနှုတ်ဘတော်တိုင်းတတိပြုပါအကျွန်တော်ဒီရဲ့ဘဝတန့်ရှင်းခြင်းနှုတ်ဘတော်နဲ့သာချိန်ထိုး နောက်ဘက်တော့ခိုင်းရင်လုတ်မခိုင်းရင်မလုတ်နဲ့နောက်ဘက်တော့ ਨੇ မချော်နဲ့ချော်တာ ਨੇ ဘဝပျက်စီးခြင်းလာတာပဲယုံကြည်ခြင်း ਨੇ မချော်နဲ့ချော်တာ ਨੇ ပျက်စီးတာပဲတောင်းလဲရောသုံး16မှာဒီလိုပြောတယ်ဖျက်ခင်သားတော်ကိုယုံကြည်သောသူပေါင်းတို့ဒီပျက်စီးခြင်းမရောက်ဆိုတော့ဖျက်ခင်သားတော်ယေရှုခရစ်တော်ကိုယုံရင်မပျက်စီးဘူးဆိုတော့မယုံရင်ပျက်စီးမှာပြောပြီးသားဒါကျွန်တော်ပြောရမို့ဘေးကပြောတမန်ကျမ်းစာပြောပြီးသားတောင်ကျွန်တော်ကယုံကြည်ခြင်းမချော်နဲ့ဘဝပျက်စီးသွားမှာနှုတ်ဘက်တော်နဲ့မချော်နဲ့ဘေးကဘဝရချော်ထွက်သွားမှာ ီအကြောင်းအရာတွေကိုရေးထားတာ119ခုမြောက်သောစာလံဖြစ်တယ်။ဒေါက်တာ119ခုမြောက်သောစာလံပိုက်ခင်105ဒါကျွန်တော်အားလုံးလူရတယ်။နှုတ်ဘတော်သည်ကျွန်ုပ်ခြေရှိမှာမိခွက်ဖြစ်ပြီးကျွန်ုပ်လန်ကီးကိုလင်းစီပါ၏။ဟာဒီကနေ့လူတကိုယ်လုံးမှာဘုရားခင်ဖန်ဆင်းတာဒီပြင်မှန်းတတမှာအရှိဆုံးက6လောက်ပဲ။ပြန်ပြောချင်တယ်ပြင်ပမှာအရှိဆုံးက6လောက်ပဲ။အဲဒီဝင်းဝင်းကလီစာမှာတော့ရှည်တဲ့ထဲမှာဥလို့ဘာလို့တော့ပါတာပေါ့နော်။ ါပေမဲ့ကျွန်တော်ဒီကိုယ်ခန္ဓာမှာအရှိဆုံးအရာပြပါဆို6တော့ပဲဒါနဲ့တချို့ကပြောတယ်ခြေရှည်တယ်လို့အဲ့ဒါနဲ့ဆိုအရှိဆုံးက6တော့ဖြစ်နေတာတော့ဒီခြေကမချော်ဘူးမလွဲဘူးမစောင်းဘူးမတိမ်းဘူးကဘာနဲ့ပဲသတိပြုနေရလဲနှုတ်ကပတော်မိကွက်ကပဲကျွန်တော်တို့ဘာဖြစ်လဲတတိပေးနေတယ်ဆိုတော့ကိုသတ်ထွေးရတယ်ဒါကြောင့်တခါတော့က ဒီကားနဲ့ယထန်းဖြတ်တဲ့ gate ပေါ့နော်အဲ့ဒီမှာမိပြတဲ့သူရှိတယ်ဟိုးချာပြီလက်မနေတပေါင်းများစွာတော့သူကမိပြအဲ့ဒီမိပြတဲ့အခါမှာဖြစ်ချင်တော့ဒီမိပြတဲ့သူကနော်သူရဲ့တတ်မှတ်တဲ့မိသူပြတယ်ဒါပေမဲ့မိပြရရဲ့ကားနဲ့ယထန်းတိုက်မိတော့တယ်နောက်ဆုံးသူတရားရုံးရောက်လာတယ်ရောက်လာတဲ့အခါမှာ သူကမိပြရတယ်မိပြရတယ်ဆိုတာကအဲ့ဒီယထာကိုမိပြထားတယ်မလာဖို့တားထားတာဒါပေမဲ့ယထာကလည်းအချိန်နဲ့လာနေတော့ကားကလည်းမိပြထားတယ်ဆိုတော့ရှင်းတယ်ဆို မောင်းတာမှတိုက်တာအော်တရားယုံရောက်တဲ့အခါမှာမီးတယ်ခင်ဗျမီးပြလားဆိုပြတယ်အဲ့တော့ယထာမောင်းတဲ့သူမီးတယ်အဲ့မီးကိုမြင်လားဆိုမမြင်ဘူးတဲ့အဲ့ချိန်ကျမှတရားသူကြီးကအရေးကြီးတဲ့အချက်မီးတယ် မင်းမီးပြပေးမယ်မင်းမီးစာထဲမှာမီးရှိရလားအဲ့ကြမှာမီးပြတဲ့သူကတတိထားမိတယ်သူကမီးတာပြတာဒါပေမဲ့မီးစာထဲမှာမီးမရှိတော့မင်းမီးမလင်းမီးမလင်းတော့ယထာသမားမသိဘူးစွတ်မောင်းတာနောက်ဆုံးတိုက်တာဟောဒီနေ့မီးတာပြမီးမလင်းရင်လေပြဿနာတက်တာတော့ကျွန်တော်မီးစာထဲမှာမီးရှိရစီရှိရတယ် တကယ်ပြတော့ပြနေတယ်ဒါပေမဲ့အလင်းမရှိဘူးမိအိမ်ကြီးသာကင်တာမိအိမ်ကင်တာပဲရှိတယ်ဒါမှမင်းမလင်းအချင်းကြီးပဲနောက်ကတော့ကျန်းသာအုပ်ကြီးကင်ပြီးကျန်းသာအုပ်တိုင်းအသက်မရှင်အလကားပဲတောင်ကျွန်တော်သစ္စာအကြောင်းနေပြောတာတစ္စာရှိသူဖြစ်ရတယ်တရားချင်းနေပြောတာတရားဆိုအသက်ရှင်သူဖြစ်ရအလင်းကြောင်းပြောတာအမောင်ထဲမှာမတည်တက်တဲ့သူဘုဖြစ်ရ အဲ့တော့ဘုရားကလိုချင်တဲ့အသက်တာပဲအော်ဒီကြောင့်ရယ်ဘာမှဖော်ပြထားလေ136ခုမြောက်သောဆာလံတောက်တယောက်ကြည့်ချင်မြင်ဒီဆာလံချာသိလိလာလို့ကောင်းတဲ့ချမ်းဖြစ်တယ်ကျွန်တော်ရဲ့ဘဝမှာအစိုးအကောင်းအမှားအမှန်အားလုံးကိုပိုင်းခြားစွာမြင်နိုင်ဖို့ဆာလံဆရာတွေကဖော်ပြထားတယ်တောက်ဒီကနေ့အနည်းချုပ်ဆင်ခြင်စရာတော့ခုနကြထားတဲ့ကားနဲ့တိုက်သွားအောင်မိပြလိုက်တဲ့သူမိတော့ပြရတော့မိမရှိဘူးပြ ော့တိုက်တာပေါ့လင်းမမလင်းတာမမြင်ရတခါလူတစ်ယောက်ကမိဖို့ကြောင့်သွားတဲ့ကမိမထွန်းမဲသွားမိတာအဖေါ်ပါသွားကျင်တယ်ဆိုအပြင်ထွက်တဲ့ချိန်မှာမိဖို့ကြောင့်မအမိတွေ့တော့အတာကြွက်မိပါပဲဆိုနင်းမိလိုက်တာဘယ်ဥမလဲမွေဟောက်ဖြစ်ပေါက်လိုက်တာသေရောအမိရောမိပဲသူကကြွက်လို့ပဲထင်ပြီးနင်းမိတာတကယ်တော့မွေဖြစ်အဲ့ဒါဘာမှမမြင်လို့ရှိဖြစ်တာမိမပြလို့မိမလင်းလို့မှောင်နေလို့ဖြစ်တာ ဒါအောင်နှုတ်ဘတ်တော်သည်တဲ့ကျွန်တော်ခြေချင်းမှာမိဘဖြစ်ပြီးကျွန်တော်ဘဝလန်ကီလင်းစီတယ်ဆက်ကိုမြောင်းသောဆလံပိုက်ငယ်တရားငါအဝတ်မှာမိပြမကိုအမားမှန်ဆိုမြင်နိုင်တာမိမပြရင်ဘယ်လို့မှမမြင်ဘူးဟောဒီအောင်ကြည့်ရပြီသမာတရားဆိုတဲ့မိမရှိတဲ့သူဟာလှုပ်ချင်ရလှုပ်မယ်ပြောချင်ရပြောမယ်သွားချင်ရသွားမှာပဲဒါပေမဲ့သမာတရားရှိတဲ့သူရဲ့သက်တာလှုပ်သိနာလှုပ်တယ်ပြောသိနာသွားတယ်ပြောတယ်သွားသိတဲ့နေရာသူသွားတယ် ဒါကြောင့်ဒီဆာလံဆရာများဖော်ပြထားတဲ့116ခုမြောက်သောဆာလံအရေးကြီးပါတယ်။တော်ရည်ကျွန်တော်သက်တာမှ116ခုမြောက်သောဆာလံမှာဘုရားကြီးနှုတ်ကပါတော်ကျွန်တော်ချစ်နေသည်အလင်းရှင်ရဲ့တောင်းမိတဲ့အလင်းထဲမှာနေနေသည်ဒီအလင်းရှင်က ကျွန်တော်ကိုဘယ်လိုပိုင်းခြားစွာအသက်ရှင်ရမလဲဆိုတော့သူဥဆောင်ပြီးဆွတ်ခေါ်သွားမှဖြစ်တယ်။ကျမ်းစာရောက်ချင်းစီတိုင်းဖြတ်ရှင်ကောင်းကြီးပေးပါစေ။နှိမ့်သက်ချင်းရှိပါစေ။ကျွန်တော်နှစ်ဖက် ဇန်နဝါရီနေ့မြန်မာစံတော်ချိန်3နာရီခွဲမှကျွန်တော်ပြန်လည်ပြီးတွေ့ဆုံမှာဖြစ်ပါတယ်။နောက်ပါကြကျွန်တော်တရား20ခုမြောက်သောဆာလန်နေ့ကျွန်တော်ပြီးသလောက်ဆက်ပြီးနားထောင်သွားမှာဖြစ်တယ်။တကယ်ချစ်ရှုသူအားလုံးကိုဖြတ်ရှင်ကောင်းကြီးပေးပါစေ။ညိတ်သက်ချင်းရှိပါစေ။ဆွတ်တောင်းကောင်းကြီးခိုင်ကြပါစို့။ခမည်းတော်သားတော်ကရှင်သောဝိညာဉ်တော်သုံးပါးတို့ဖြားထံတော်ပါမကောင်းကြီးဖြတ်ပြသည်။သရဝါလုံးပေါ်သို့၎င်းမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့၎င်းယနေ့မွေးနေ့ကြောက်တဲ့ခရတော်သားကြီးကိုထွန်းနိုင်စေတဲ့ကွာမိသားစုများ မောင်ရှင်သီသီမင်္ဂလာနဲ့ပတ်လည်ကြောက်တော်သူသီသီဘုံတော်ဝင်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေနှစ်သိချင်းရခြင်းနဲ့ကွာချစ်ရှုတဲ့ online ပရိသတ်များငိုကျွေးနေတဲ့သူတွေမျက်ရည်တုပ်ပေးခြင်းခက်ခဲတွေတဲ့ကလွတ်မြောက်ခြင်းဘုရားရဲ့လက်တော်ကွယ်ကစောက်မှခြင်းတို့သည်ချစ်ရှုတဲ့ online ပရိသတ် Facebook YouTube မှာပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစ၍ကာလစင်မြဲကောင်းကြီးဖြစ်ဖြစ်တည်ရောက်ပြီးရှိတည်နေပါစေသောအာမင်ချစ်စုတင်ပါလေချစ်ရှုသူအားလုံးကို 撇钱大鱼，高级批发制，人家情绪化制，叫不叫你对商家保守？ Si no hay un